PPTV ရဲ့တပတ်အတွင်းစစ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေကမှနိုဝင်ဘာ6ရက်နေ့ကနေနိုဝင်ဘာ12ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာလည်းအချမ်းဖတ်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထိုးမှုတွေကြောင့်နိုင်ငံတော်မှာထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။စစ်ရေးအချက်အလက်တွေကိုကြည့်မယ်ဆိုရင်ကချင်ပြည်အတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန် စကိုင်းတိုင်းတွင်မှထိတွေ့တိုက်ပွဲ3ကြိမ်၊မကွေးတိုင်းတွင်မှထိတွေ့တိုက်ပွဲ2ကြိမ်၊မန္တလေးတိုင်းတွင်မှထိတွေ့တိုက်ပွဲ2ကြိမ်၊ KNP တွင်မှထိတွေ့တိုက်ပွဲ2ကြိမ်၊ KNP အတွင်မှထိတွေ့တိုက်ပွဲ2ကြိမ်နဲ့မွန်ပြည်အတွင်မှထိတွေ့တိုက်ပွဲ2ကြိမ်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ကချင်ပြည်နယ်အတွင်ကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ဖားကန့်မြို့နယ်မော်စီစာကျေးရွာမိန်လမ်းမှလမ်းဆောင်မှာ အချမ်းဖတ်စစ်တပ်ရဲ့စစ်ရဲနံကိုနိုဝင်ဘာ10ရက်မနက်7:20မိနစ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအချမ်းဖတ်စစ်သားတွေထိခိုက်ဒေဆုံးမှုရှိရလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်အထိနာသွားတဲ့အချမ်းဖတ်စစ်တပ်ကပြည်သူတွေရဲ့ကားတွေကိုချောဆွဲပြီးတော့ထိခိုက်ဒေဆုံးသူတွေကိုခေါ်ဆောင်သွားတယ်လို့သိရပါရယ်စစ်ရေးသတင်းရင်းမြစ်တွေကတော့အဲ့ဒီတိုက်ခိုက်မှုအတွင်မှာအချမ်းဖတ်စစ်သား10ဦးကျော်ဒေဆုံးခဲ့တယ်လို့0.5ပါဝင်လက်နက်ခဲယံတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ပြောပါရယ် စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။ရွှေဘုံမြို့နယ်ဝက်လက်မြို့နယ်အဆက်မှာရှိတဲ့ရွှေဘုံမန္တလေးလမ်းပိုင်းမှာနိုဝင်ဘာ6ရက်မနက်ပိုင်းကအချမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ခြေရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အချမ်းဖက်စစ်ကြောင်းကဝက်လက်မြို့နယ်အနောက်ချမ်းကရွာသာကြီးရွာမှာအထိုင်ချထားစဉ်ပြည်သူ့အစည်းအဝေးတော်လှန်ရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းအချမ်းဖတ်စစ်တပ်က18ဦးထပ်မံနဲ့တေဆုံးခဲ့တယ်လို့သိရပါဗျ။ဒဇယ်မြို့တောင်ဘက်ခြမ်းမှာအချမ်းဖတ်စစ်တပ်နဲ့တော်လန်ရေးတပ်တွေအကြားနိုဝင်ဘာ9ရက်မနက်10နာရီမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။တိုက်ပွဲမှာအချမ်းဖတ်စစ်တပ်က2ဦးသေပြီးတော့စနိုက်ဘာတလက်နဲ့ကြည်အချို့ကိုတင်ဆက်ရရှိခဲ့ပါဗျ။အထိနာသွားတဲ့အချမ်းဖတ်စစ်တပ်ကကျွဲဆွဲရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါဗျ။မုံရွာမြို့နယ်တာစီရွာကနေ ကျောက်စစ်ပုံအမြောက်တပ်ကိုပြန်ဆုတ်လာတဲ့အင်အား80ခန်းပါအကြမ်းဖက်ဆက်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကနိုဝင်ဘာ10ရက်မနက်8:30မိနစ်မှာတိုက်ခတ်ခဲ့ကြပါတယ်။အကြမ်းဖက်ဆက်ကြောင်းကိုဒန်းမေတဲရွာ၊ကိုပင်ရွာနဲ့ထမ်းမေလာရွာအနီးမှာဒေါ်လန်ရေးပူပေါင်းတပ်တွေကဂျာဖြတ်တိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ပွဲမှာအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ကိုကျောက်စစ်ပုံအမြောက်တပ်ကနေ လက်နက်ကြီး10လုံးကျော်နဲ့ပစ်ကိုပေးခဲ့သလိုစစ်တပ်လေတီနှစ်စီးနဲ့လည်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရွာမြို့နယ်တိုက်နယ်9နဲ့မုံရွာခရိုင် တရင်16တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။အခွေတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။တရက်ခရိုင်ကံမမြို့နယ်မှာအကျန်းဖက်စစ်တပ်ရဲ့ ရင်းနသာရဲကင်းစခန်းနဲ့ကပ္ပစာစနစ်တို့ကိုတော်လှန်ရေးတပ်တွေကနိုဝင်ဘာ6ရက်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ရင်းနသာချေးရွာရဲကင်းစခန်းကိုမနက်6နာရီခန့်မှာတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြန်အလှန်တိုက်ပွဲ2နာရီ30မိနစ်အခန့်အထိကြာမြင့်ခဲ့ပါတယ်။တိုက်ပွဲမှာအချမ်းဖက်စစ်တပ်ရဲ့ဘန်ကာ၄ခုကိုတင်ပိုက်ထားနိုင်ခဲ့ပြီးနောက်ကျန်တစ်ခုကိုတင်ပိုက်ဖို့လုပ်နေစဉ်မှာမြေပြင်စစ်ရေးအခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ တိုက်ပွဲအတွင်းအချမ်းဖတ်စစ်တပ်ကခုနှစ်ဦးသေဆုံးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအချမ်းဖတ်စစ်တပ်ရဲ့ကာကွယ်ပစ္စည်းစက်ရုံ ကပါစာ၁၂ကိုရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်၄တရင်ရဲ့ရဲဘော်တွေတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။အမ်ဗတန်လမ်းမှာရှိတဲ့ နက်ရီကန်တောင်လေချောင်းရံကာဝယ်ရေးစခန်းကိုစစ်ကူပေးဖို့အတွက်ထိုးဖောက်လာနေတဲ့အကြမ်းဖက်စစ်ကြောင်းနဲ့အာရခတပ်တော် AA ဦးဆောင်တဲ့တပ်တွေအကြားနိုဝင်ဘာ9ရက်ကဂုတ်ကြီးကျေးရွာအရှိတ်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကအင်အား300ခန့်နဲ့စစ်ကြောင်း2ကြောင်းခွဲပြီးတော့ထိုးဖောက်လာတာဖြစ်ပြီးတော့တော်လိုင်းတပ်တွေကဂျာဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ်ကအကြအဆုံးများနေတာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မန္တလေးတိုင်းတွင်ကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။တောင်သာမြို့နယ်တမိုက်သာခြေရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိအထိုင်စခန်းကိုတော်လန်ရေးတပ်တွေကနိုဝင်ဘာ၈ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီရွာမှာရှိတဲ့အုတ်ချုပ်ရည်မှုရဲ့၃နှစ်တိုင်မှာအကြမ်းဖက်စစ်တပ်ရဲ့ခမာယဆန်ကားတရင်ကအကြမ်းဖက်စစ်သားတွေနဲ့ပြူစောတိအင်အား60လောက်နဲ့တပ်ဆွဲထားတာပဲဖြစ်ပါတယ်။ တိုက်ပွဲမှာအချမ်းဖတ်စစ်တပ်က9ဦးမျက်မြင်သေဆုံးခဲ့တယ်လို့ဒဏ်ရာရသူများပြတယ်လို့သိရပါတယ်။ငတ်စုံမြို့နယ်မြို့သားရဲစခန်းကနေကာနစီခြေလင်းစစ်ကြောင်းတွေနဲ့ထွက်လာတဲ့အချမ်းဖတ်စစ်အုပ်စုကိုနိုဝင်ဘာ10ရက်မနက်9:20မိနစ်မှာတော်လိုင်းတပ်ဖွဲ့တွေကအသင်းဆောင်ချုပ်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Special Task Force ငန်းစုံကပြုလုပ်ခဲ့တာဖြစ်ပြီးတော့အချမ်းဖတ်စစ်သား၄ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တင်းရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေကြောင့်ကို ပြောပြပေးပါမယ်။မိုးပြဲမြို့အနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့ကိုကရင်ပြည်တော်လှန်ရေးတပ်တွေကနိုဝင်ဘာ9ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲကပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့အထိနာသွားတဲ့အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေတောက်လျှောက်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ မိုးပြေလိုင်ကောဒီမော့ဆူဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကစစ်မျက်နှာငါးခုဖြန့်ပြီးတော့ PNO ပြည်သူစစ်တွေနဲ့အာရမစစ်မှုထမ်းတပ်သားတွေကိုရှေ့တန်းမှာလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့ထိုးစစ်ဆင်နေတာလို့စစ်ရေးသတင်းအမိတွေကပြောပါရယ်လိုင်ကောမြို့ကော်နာကြီးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့ KND တော်လှန်ရေးတပ်တွေအကြားနိုဝင်ဘာ10ရက်မနက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ် တိုက်ပွဲမှာထိနာသွားတဲ့အချမ်းဖတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ KNI တော်လှန်ရေးရဲဘော်အချို့ဒဏ်ရာရထားတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။ကရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ကော့ဂရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဖတ်စစ်တပ်ကိုနိုဝင်ဘာ6ရက်မှာတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာ အချမ်းဖတ်စစ်သား35ဦးထံမှနေတိတ်ဆုံပြီးတော့တနတ်ရှစ်လက်တင်စေရရှိခဲ့တယ်လို့စစ်ရေးသတင်းအမိတွေကပြောပါရယ်အဆိုပါတိုက်ပွဲကနိုဝင်ဘာ9ရက်မနက်ပိုင်းအထိကိုဖြစ်ပွားခဲ့တယ်လို့သိရပါရယ်အဆိုပါတိုက်ခိုက်မှုကို ကလိုတူဖြူဟာစစ်ကြောင်းတမဟာ3တမဟာ5နဲ့တမဟာ9တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာပဲဖြစ်ပါတယ်မွန်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ရေးမြို့နယ်ကြောင်းရွာမှာ ကင်းပုံဝက်နေတဲ့အကျန်းဖတ်စစ်တပ်ကိုတော်လိုင်းအဖွဲ့ကနိုဝင်ဘာ10ရက်မိုးလွယ်2:55မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကျန်းဖတ်စစ်တပ်ရဲ့ခမရ961တပ်ရင်းအတွင်းကအရာရှိလိုင်းကန်ကို RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုအတွင်းအကျန်းဖတ်စစ်တပ်ကထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းအင်းမစ်တွေကတစ်ဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာဒီတက်ပုံမိုတဲ့ဆေးရည်ထိတွေ့တိုက်ပွဲရှိနေနိုင်ပါတယ်။နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့ဆေးရည်သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube channel youtube.com/pptv မြန်မာနဲ့ Facebook page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကခွန်အောင်ပါ